ကဲမင်္ဂလာပါညီကိုတို့ရေ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျ။အဲ့တော့ဒီ live ကတော့ဒါဒီနေ့30ရက်6လ2025ရက်နောက်ထပ်ဒါ live တစ်ခုဖြစ်ပါတယ်။ဒီထဲမှာကျွန်တော်ဒီနေ့အဲပွဲတွေက3ပွဲပေါ့နော်။နှစ်ဆပွဲပါတယ်။ဒါတီကိုနဲ့ Frankfurt ပွဲပြောပါမယ်။ပြီးရင် Chelsea နဲ့ Benfica ပြောမယ်။ပြီးရင် Inter Milan နဲ့ Slavia Prague เนาะဒီ၃ပွဲကိုဒီ live ထဲမှာပြောมาဖြစ်ပါတယ်ဒီထဲမှာကျွန်တော်နှစ်စာပွဲလေးပြောပြီးมาဖြစ်ပါတယ်เนาะအဲ့တော့မင်္ဂလာပါညီကိုတွေဆိုတော့ထုံးစံတိုင်းလေးအသေးလေးလက်မလေးเนาะတယောက်တစ်ချက်လောက်ကူညီပြီးတော့ဒီ၃ live လေး၃ခုကိုเนาะ live လေး၃ခုလေးကိုနှိပ်ပေးကြပါအောင်ညီကိုတွေเนาะကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာပါဗျတီကိုပွဲမကြည့်လိုက်ရဘူးဗျာအဲ့ Real Madrid နဲ့ပွဲကိုအဲ့လောက်ကြီးကြည်ကောင်းမယ်မထင်လို့ဗျာနော် Fight 2ကတော့တော်တော်ကြီးကိုမိုက်မဲ့မိုက်မဲ့အနေထားပဲဗျာနော်မကြည့်လိုက်ရဘူးမင်္ဂလာပါဗျ ဆိုတော့လက်ရှိကတော့ဒီနေ့ကြီကောင်းမဲ့ပွဲကတော့အနေငယ်လေးများတယ်ဗောလीเนาะဒီမော်ကြီးအနေနဲ့ဒါ Chelsea နဲ့ပြန်လဲတွေ့ဆုံမှုမှာအဲဘလို့ဘလို့လာမလဲဗောလीเนาะ Mariska အနေနဲ့လဲဘလို့အိမ်ခွဲမှာ Benfica အသင်းနဲ့ရင်ဆိုင်မလဲဒါလေးတွေကြည့်ရမှာဖြစ်ပါတယ်เนาะအဲ့တော့ Benfica ကိုရောက်လာပြီးနောက်ပိုင်းတော့မော်ကြီးအနေနဲ့အရန်ကြီးကောင်းတဲ့ခြေစွမ်းမျိုးတော့မတွေ့ရသေးဘူးဗောလीเนาะလက်ရှိလူစင်းအရာကလည်းအရန်ကြီးအားရစရာကောင်းတဲ့အနေထားမှာတော့မရှိဘူးတိုးပေမဲ့ အဲမော်ကြီးကိုင်းတဲ့လက်ရှိ၃ပွဲမှာတော့ရှုံးပွဲမရှိသားသေးဘူးเนาะ၂ပွဲနိုင်တယ်ဒါပေမဲ့ Rio If လို့အသင်းကိုအိမ်ခွဲမှာ1-1နဲ့ကန်တဲ့ Benfica ခြေစွမ်းကတော့အစင်တော့တိတ်မပြေဘူးပေါ့လီเนาะ Chelsea ကလည်းလက်ရှိအနေထားရဗျမ်းပရာပါပဲเนาะ Chelsea နဲ့ယုံလို့ရတဲ့အသင်းတွေမှာတော့မပါဘူးရ Brother Tonton လေးမင်္ဂလာပါညံဖြိုးမင်္ဂလာပါဖုံးတော်ခန့်မင်္ဂလာပါဗျကြော်လင်းထောင်ဝါရမင်္ဂလာပါနေဖြိုးနေဖြူမင်္ဂလာပါအောင်အောင်မင်္ဂလာပါလှသိမ့်မင်္ဂလာပါနေလင်းဆိုးမင်္ဂလာပါသူရိဇလက်မင်္ဂလာပါမိုးလွင်ဦးမင်္ဂလာပါကြော်လင်းထောင်ဝါရမင်္ဂလာပါပူပူမင်္ဂလာပါဗျ အဲချစ်ကိုမင်္ဂလာပါကိုတင်ကြီးမင်္ဂလာပါတင်အောင်မင်္ဂလာပါရွှေကြီးမင်္ဂလာပါဥဥမင်္ဂလာပါဇာဗီမင်္ဂလာပါအဲရဲစော်လင်းမင်္ဂလာပါညီကိုကြီးဘရာသာပြည့်ဖြောင်းမင်္ဂလာပါဗျမောင်စိန်အဲမင်္ဂလာပါရက်မီမင်္ဂလာပါဂျူရိုမင်္ဂလာပါအဲလီဒာဒမ်331မင်္ဂလာပါဗျဝါဝါခင်မင်္ဂလာပါဗျအဲဘယ်ရောက်ပါလဲဆမ်းမင်းမင်္ဂလာပါ ဘရဒါရွှေကြီးမင်္ဂလာပါအောင်မျိုးစင်မင်္ဂလာပါဗျကိုမျိုးမင်္ဂလာပါတင်အောင်မင်္ဂလာပါအဲချစ်ကိုမင်္ဂလာပါကျော်လွင်မင်္ဂလာပါဗျအောင်ကြီးမင်္ဂလာပါအောင်ရဲထက်မင်္ဂလာပါကိုငယ်မင်္ဂလာပါကိုစောမင်္ဂလာပါဦးမြင့်အောင်မင်္ဂလာပါညီကိုရေဘရဒါဇန်နီမင်္ဂလာပါဗျအဲကိုမျိုးမင်္ဂလာပါကျော်လင်းထောင်အားရမင်္ဂလာပါလီယိုမင်္ဂလာပါမောင်ဆန်းမင်္ဂလာပါဦးမြင့်နိုင်မင်္ဂလာပါကိုလင်းမင်္ဂလာပါတင်ကိုလက်မင်္ဂလာပါရမ်ဘိုရမ်ဘိုမင်္ဂလာပါကဲအဲ့ဒါဆိုရင်ကျွန်တော်စလိုက်မယ်ညီကိုရေနော်အဲ့တော့ဒီ live ကတော့ကျွန်တော် caption မှာရေးထားတဲ့အတိုင်းပဲဒါဒီနေ့ရဲ့နှစ်စာပွဲပါဝင်တဲ့တပွဲရဲ့နောက်ဒီဒီတီကိုနဲ့ front fat ပွဲရဲ့အပေါ်က ရေးတာချက်စီးနဲ့ဘန်ဖီကာနဲ့အတူအင်တာနက်စလာဗီယာဘရက်သုံးဘွဲ့ရဲ့ဘွဲ့ချုပ်သုံးသက်ချက်လေးကိုပြောမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ let's go ပါဆိုတော့ဒါဝိုင်းစပါမှာဆော့ဆင်းတဲ့ဒီကိုအနေနဲ့ကလည်းကိုဘီရဲ့ပရိုမိုကိုဖြစ်တဲ့ GB777 ကိုအသုံးပြုရော်လေ100%ဘောနပ်စ်တွေရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါကဝိုင်းစပါမြန်မာ Facebook page နဲ့သူတို့ application တို့မှာ website နဲ့ customer service call လေးကိုနေပြီးတော့လေ24နာရီတိလို့ရတယ်မေးမြန်းလို့ရပါတယ်ကျွန်တော်တို့ let's go ပါဗျာ အဲ့တော့ကျွန်တော်တို့စပြောမှာကတီကိုနဲ့ဖရန့်ဖတ်ပေါ့နော်ဒီနေ့နှစ်စာပွဲဖြစ်တဲ့တီကိုနဲ့ဖရန့်ဖတ်ကနေကျွန်တော်စပြီးပြောမှာဖြစ်ပါတယ်အဲ့တော့တီကိုအိမ်ကွင်းမှာလက်ရှိတီကိုဘက်ကတလုံး90ရှုံးအထိပေးထားပါတယ်၃လုံး60ရှုံးနဲ့ပြန်ကာထားပါတယ်ဂျေးကိုဆက်ဆက်ကြည့်တော့တီကိုဟုတ်ရဲ့လားတော့ပြန်ကြည့်ရတယ်ပေါ့လေတပတ်ကအသင်းကဂလီဂျီအသင်းလည်းမဟုတ်ဘူးဖရန့်ဖတ်ဆိုတဲ့အသင်းကလက်ရှိတော်တော်လေးတိုက်စစ်ပိုင်းမှာကျန်းနေတဲ့အသင်းဖြစ်ပါတယ်เนาะအဲ့တော့ဘွန်နလီကာမှာလည်းလက်ရှိအနေထားအရအဆင့်ဒါ၄မှာရမှာ၉မှတ်နဲ့အနေထားမှာဒီလိုမျိုးကြီး အဲတလုံး90ရုံးအထိပေးတိုက်တဲ့အနေထားပေးချလိုက်တဲ့အနေထားအရာတီကိုကဟာကျုံးတော့မယ့်အနေထားတော့သွားမြင်ရတယ်ဗောလေအောက်ထက်နှလုံးပြတ်အောင်အ ਨੇ ဆုံးကန်တော့မယ့်အနေထားလေးတော့မြင်ရပါတယ်ဆိုတော့လက်ရှိတီကိုဟာပေးခဲ့တဲ့ပွဲမှာ Real Madrid နဲ့ပွဲမှာ Fight 2နဲ့နိုင်ခဲ့တဲ့အချိန်ကြောင်းလဲပါပါတယ်ဒါပေမဲ့ဒီရာသီပြန်ချီးရရင်တီကိုကခြေစွမ်းအဲ့လောက်ကြီးတော့အဲငိန်တာမျိုးမဟုတ်အဓိကပါအဲအရင်လိုဟို ဖင်ပိတ်ကန်တဲ့အသင်မဟုတ်တော့တဲ့အတွက်တောက်လျှောက်ခံစက်ကပွင့်နေတဲ့အနေထားပေါ့လေအဲ့တော့လက်ရှိခြေစွမ်းကတော့အတီတကျမရှိဘူးမာယော်ကာလိုအသင်းကိုဒေဂန်နဲ့အယ်ချီလိုအသင်းကိုဒေဂန်နဲ့ပြီးတော့ရီယဲကိုနိုင်တယ်ဆိုတော့တော်တော်လေးတော့နားလေရခတ်ပါတယ်เนาะအဲ့တော့ဒါမဲ့တီချာတာတကူကတော့တောက်လျှောက်ပွင့်ပါတယ်เนาะတောက်လျှောက်လည်းကိုးသွင်းထားတယ်ဒီရာသီမှာကိုးမသွင်းထားတဲ့ပွဲဒီကူမှာအဲတိတ်တော့မရှိဘူးပေါ့နော်အဲတိတ်မဟုတ်ဘူးရှိ ਉ မရှိသေးဘူးပေါ့နော်တောက်လျှောက်ဘယ်ပွဲလာလာကိုးသွင်းထားပါလိမ့်။ဒီမှာနောက်ဆုံးပွဲကချန်ပီယံလိမှာလီဗာပူးအိမ်ခွင်းမှာတလုံး90ရှုံးကြီးကို3-2နဲ့ နှစ်ခုပြန်သွင်းပြီးတော့ဒါเนาะအဲကြည့်အောင်ထားတဲ့အနေထားတွေ့ရပါတယ်အဲ့တော့ဒီနေ့ပွဲမှာလည်းဒီကိုဟာတလုံး90ရှုံးချောင်းတေးကြတာတကူကတော့အဲဒီနေ့ပွဲမှာ သုံးဖက်ကတော့ဒီကိုအနေနဲ့ဒီရောင်းရနိုင်တဲ့ကြီးမျိုးဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်ကအသင်းရဲ့ Frankfurt ပါလက်ရှိနောက်ဆုံးပွဲမှာ Mochan Gladbach လို့ဒီအသည်တကူမှမသွင်းရသေးတဲ့အသင်းကို6ကို4ကိုဖြစ်အောင်ကန်နိုင်ခဲ့ပါတယ်။နော်ဒါကြောင့်ဒါကြောင့်လက်ရှိနော် Frankfurt အနေထားကိုနည်းလေးမှန်းဆလို့ရမှာပါ။ရှေ့မှာလည်း Union Berlin အသင်းကို3-4ပြနော် Galatasaray ကို Champion League ပြီးခဲ့တဲ့ပွဲမှာ5ကိုတကူနဲ့နိုင်သားပါတယ်။ဆိုတော့လက်ရှိ G အရနော်တလုံး90ရှုံးမှာတလုံး60ရှုံးဖြစ်တဲ့အတွက် ဂိုးပေါ်မှာတပါရွေးစရာမရှိပါဘူးเนาะ body ကတော့ ကျွန်တော်ကတော့အနေနဲ့များတယ်လို့ပဲသုံးသက်တယ် Frankfurt အနေနဲ့တိုက်စစ်ပိုင်းကောင်းလာမှန်ပေမဲ့အဲဘယ်လိုဖြစ်ဖြစ် Union Berlin လို့အသင်းကိုတော့3-4နဲ့အိမ်ခွင့်မှာရှုံးခဲ့တဲ့ခံစင်မျိုးကြီးကတော့ဖြစ်နိုင်ရင်ဂိုးပြတ်အဲရှုံးကောင်းရှုံးသွားနိုင်တယ်ပေါ့လေဒါကြောင့်ကျွန်တော်ကဒီပွဲ body deck ဆိုင်ဂိုးပေါ်က AA စစ်စစ်ဝင်မယ်ဗျ Liverpool လို့တော့ခြေပြတ်နေတဲ့အသင်းကိုတော့3-2နဲ့တော့ Frankfurt ရှုံးထားတဲ့အနေအနေထားမျိုးဖြစ်တာကြောင့်နောက်ဆုံးပြန်မလို့6ပွဲဆက် Bodin တို့ score တပွဲကိုအနေဆုံး၄ဂိုးမြင်နေရတဲ့ Frankfurt ရဲ့လက်ရှိ current form ရဒီပွဲကကျွန်တော်တို့3လုံး 60ရှုံးမှာ၃လုံးပဲကြောက်စရာရှိမယ်ထင်ပါတယ်2 1တပောက်ပဲကျွန်တော်1 2 2 1တပောက်ပဲကြောက်စရာရှိတာကြောင့်ကျွန်တော်ဒီနေ့ရဲ့နောက်ထပ်နှစ်စာပွဲလေးကို Frankfurt 9ဘောလီရွေးချယ်ထားပါတယ်โอเคပါ ဲဆိုနောက်တစ်ပွဲသွားပါမယ်အဲ့ဒါကတော့ Inter နဲ့ကျွန်တော် Slavia Prague လေးဆက်သွားပါမယ်ဆိုတော့လက်ရှိ Inter ရဲ့ခြေကတော့ကျွန်တော် Inter ပွဲမကြည့်ပြတဲ့အတွက်ကျွန်တော် Inter ပွဲတွေရှောင်ထားပါတယ်လက်ရှိဂျီနဲ့နော်ဖြစ်ဖြစ်လေးဖြစ်တတ်ရှိတဲ့ Current Form သုံးသပ်ရမယ်ဆိုတော့နှလုံး90ပေါင်းလက်ရှိမှာ Body Win ရိုးပေးထားပြီးတော့သုံးလုံး90ရှုံးပေးထားပါတယ်နှလုံး90ပေါင်းဝင်ရိုးမှာသုံးလုံး90ရှုံးဖြစ်တာကြောင့် Inter ကြီးပဲအောက်ထက်နှလုံးသွင်းမဲ့ပုံမှာသုံးလုံးအထိရောက်နိုင်ပါတယ်ဒါပေမဲ့သုံးလုံး90ရှုံးဆိုတဲ့ပမာဏအရ Slavia Prague ကကိုးရနိုင်တဲ့အနေအထားမျိုးလည်းဖြစ်ကောင်းဖြစ် သွားနိုင်တယ်အဲ့တော့ဒီနှစ်သင်းရချန်ပီယံလိမှာ2019ရာသီတုန်းကတွေ့တယ်အိမ်ခွင်းမှာအင်တာမီလန်အိမ်ခွင်းမှာပေးတဲ့ကြီးတလုံးသိအဲ့တုန်းကဖြစ်ခဲ့ပြီးတော့1 1ဆိုတဲ့ရလေးလေးဖြစ်ပေါ်ခဲ့ပါတယ်ဒုတိယအကြော Slavia Prague အိမ်ခွင်းမှာအဝေးခွင်းကနေ Inter level 50ရုံပေးပြီး1 3ဖြစ်ခဲ့တဲ့အတွက်အခုပေးတဲ့ကြီးကတော့နှလုံး50ပေါင်းဟာတော်တော်ကြီးကို Inter Milan ကြည့်ပြင်းတယ်လို့ကျွန်တော်ပြောမှာဖြစ်ပါတယ်အဲ့တော့ inter အနေနဲ့ ajax အိမ်ဝင်မှာ 2c နဲ့เนาะပြီးခဲ့တဲ့ပွဲမှာ champion league မှာသုံးမှတ်ရထားပါတယ် clean sheet ရထားတယ်တလုံး90ပေါင်းကြီးအောင်ထားပါတယ်ဒါပေမဲ့ juve လိုအသင်းကို4-3 urini ကို1-2နဲ့ရှုံးထားတဲ့ diaz ရဲ့ inter milan ခြေစွမ်းနဲ့ရှင်ကြည့်ရင်တော့တိတ်တော့အဆင်မပြေဘူးပေါ့လေ sassuolo အသင်းကိုတော့2-1နဲ့ inter တို့เนาะခြေရှုံးခဲ့တဲ့အနေအထားမျိုးမှာလက်ရှိနှလုံး90ပေါင်းက အပြစ်အောင်ပါမလားအဲ့ဒီတခုပဲဟိုစဉ်းစားစရာရှိတယ်ဗောလေဆိုတော့လက်ရှိအနေထားအရာကတော့ Inter အနေနဲ့ဒီ Slavia Prague လို့အသင်းကနိုင်လာတော့သုံးမှတ်ကတော့ဘယ်လိုပဲဖြစ်ဖြစ်နိုင်ကောင်းနိုင်နိုင်တယ်ဗောလေအဲ့တော့ Slavia Prague အနေနဲ့ကလည်းနောက်ဆုံးသုံးပွဲဆက် Under 2.5ဖြစ်ထားတာဗျာအဲ့ဒါကို350ရုံးမှာ5ပေါ်နေဖို့ကလည်းတိတ်အဆင်မပြေဘူးဗောလေနော်ဒါကြောင့်နည်းနည်းလေးတော့အနေရများတယ်ဗျာလက်ရှိပေးထားတဲ့ G အရာက Inter အနေနဲ့ကိုးပြတ်နိုင်တယ်တို့တပတ် Slavia Prague လည်းကိုးရနိုင်တာကြောင့်နေမယ်ဆိုရင်တော့မှကျွန်တော်တို့ စလာဗီးယားပရက်ပူကြိုက်တယ်ဗျာဒီလားဒါပေမဲ့နည်းနည်းလေးတော့အန္တရာယ်များတယ်အင်တာကအိမ်ကွင်းလဲဖြစ်နေတဲ့အပြင်ဘုံမှာလက်ရှိကာရန်ဖောင်ရာကစလာဗီးယားပရက်ကကန်ဆယ်ပဲအသာပေးကန်နဲ့အတွက်အဲတူးစီးပါညာဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့လीဒါကြောင့်ကျွန်တော်ဒီပွဲလေးတော့ကျွန်တော်ရှောင်းနေလဲမှာထည့်ထားပါတယ်ဘော်ဒီလည်းမြေဦးကိုပေါင်းကြီးလည်းမြေဦးနေသိန်းတာကတော့စလာဗီးယားပရက်ပဲနေသိန်းတယ်လို့ပဲကျွန်တော်တော့မြင်ပါတယ်เนาะဒါပါပဲဒါတော့နောက်ဆုံးပွဲကတော့ချယ်ဆီနဲ့ကျွန်တော်ဘန်ဖီကာပွဲပါချယ်ဆီကတလုံး30ပေါင်းပေးထားပါတယ်တလုံး30ပေါင်းနဲ့ကျွန်တော်ပြန်ကာထားပါတယ်ဒီနေ့သိန်းကတော်တော်များများတွေ့ဆုံ ်မှုတွေဖြစ်ခဲ့တယ်ပေါ့လေအဲ့တော့နောက်ဆုံးပွဲကတော့2025ပြီးခဲ့တဲ့ FIFA Club World Cup မှာ Benfica နဲ့ Chelsea เนาะဂျာခွင်းမှာတွေ့ပါတယ်အဲတော့ကပြီးခဲ့တဲ့ကြီးက Chelsea ဘက်က level တရားရှုံးပေးခဲ့ပါတယ်เนาะ USA မှာကန်တာထင်တယ်เนาะ American မှာကန်ခဲ့တာဒီ FIFA Club World Cup ကိုဂျာခွင်းအနေနဲ့စဉ်းစားမယ် level တရားရှုံးပေးခဲ့တယ်1-1နဲ့ပွဲပြီးခဲ့တယ်ဆိုတော့အခု Chelsea အိမ်ခွင်းမှာ တလုံး30ဘောင်းဟာအမှန်တိုင်းပြောရင်တော့ကြီးပျော့တယ်လို့ပဲကျွန်တော်ကတော့သုံးသက်တယ်ဗျ။ Chelsea ကတမိုင်းတစ်ချောင်2012ချန်ပီယံလိမှာအိမ်ကွန်းမှာအိတ်ခံမှုတွေအဲတုန်းကလည်းတလုံး90ဘောင်းပဲ2-1နဲ့ Benfica ကိုကြီးတော့တဝက်အောင်ခဲ့ပါတယ်။အဲ့တော့လက်ရှိတလုံး30ဘောင်းဟာအမှန်တိုင်းပြောရင်တော့ ပြင်းတဲ့ဘတ်တော့မရောက်တာတေးကြတယ်ပြော့တယ်လူလည်းကျွန်တော်ပြောလို့တော့မရဘူးရပါတော့ချက်စီမာကဒန်ဟန်လူစင်အရင်များနေတယ်ဗောလေအဓိကတိုက်စစ်ပိုင်းကအဆင်မပြေတဲ့အနေအထားမျိုးမှာတိုးပေမဲ့လက်ရှိတွင်းတဲ့လူတွေကိုကြည်လိုက်ရင်ကွင်းလေတောင်းပန်နော်အလူမျိုးကစားသမားတွေဖြစ်နေတာကြောင့်အရင်ကြီးတိုက်စစ်မရှိရင်တောင်မှလက်ရှိဟိုတိုက်စစ်ပိုင်းကဟိုချက်စီကဂိုးထွန်နေတဲ့အနေအထားဗောလေနောက်ဆုံးပြောင်းမဆုံး၅ပွဲဆက်ဘိုဒင်းနုစ်ကိုကျွန်တော်တို့ဖြစ်သားပါတယ်ဒီထဲမှာနောက်ဆုံးပွဲ Brighton ကို1-3နဲ့ရှုံးထားတယ်ရှေ့မှာနိလေဒီကာရာဘောင်းမှာလင်ကွန်းကို1-2နဲ့ဂိုးပေးရတယ် Man U ကို2-1နဲ့ရှုံးတယ်နော် ပန်မျိုးနဲ့ကို3-1နဲ့ရှုံးတာကြောင့်တိုက်စစ်ကတော့အလုတ်တော့ဖြစ်တယ်ဗျဒါပေမဲ့ဟိုပြဿနာကကန်ဆယ်ပိုင်းပေါ့လေနောက်တစ်ချက်ကချက်စီကိုဟိုရှောင်းတဲ့အချက်ကနောက်သုံး၅ဘွဲဆက်ဂျီအောင်ထားတယ်ဒါကြောင့်ဒီဘွဲတော့မဟုတ်လားမဲ့တဘွဲနှစ်ဘွဲအတွင်းမှာချက်စီဂျီအောင်နိုင်တဲ့အချက်ကြောင့်တော့ရှောင်းလိုက်ခြင်းဖြစ်ပါတယ်ဒီကြတာတစ်ခုကတော့လက်ရှိချက်စီကဒီနေ့ဘွဲမှာတလုံး30ပေါင်းမှာတလုံး30ပေါင်းပေးထားပုံရပန်ဖီကာကိုတေချာပေါက် ဂိုးပေးရမယ်ဂျီမျိုးဖြစ်တယ်လို့ပဲကျွန်တော်တို့ယူဆတယ်ဘန်ဖီကာလက်ရှိမော်ကြီးကိုင်မဲ့ဘန်ဖီကာအနေနဲ့ကကန်ဆယ်ပိုင်းမဲ့သွားမလားတိုက်စစ်ပဲဖွင့်ဆော်မလားနည်းနည်းလေးတော့မှန်းရခက်တယ်ဗျလက်ရှိကန်ခဲ့တဲ့၃ပွဲမှာတော့၃ပွဲစလုံးဘန်ဖီကာဂိုးရထားတာကိုကျွန်တော်တို့မြင်တွေ့ရတယ်ဆိုတော့နည်းနည်းလေးတော့အနေရများတယ်အရင်ဘန်ဖီကာဆိုရင်တော့ ကျော်ရှောင်းရှောင်းမော်ဤဘန်ဖီကပိုဆိုးတယ်ပေါ့လေနော်အဲ့တော့ဒါမဲ့တခုရှိတာဘန်ဖီကတရားစီအဖွင့်မှာအဝေးဝင်းတောက်လျှောက်ပေါ့နော်အခြေစွမ်းကတော့ရှုံးပွဲလုံးဝတော့မရှိသားသေးဘူးဒီတန်းမှာ group stage မှာ fina bachi အသင်းကိုဘန်ဖီကစီးစီးနဲ့ကန်လာတယ် nice အင်္ဂါမှာ z2 နဲ့ပွဲပြီးကြပုံရကျွန်တော်ဒီပွဲလေးတော့နှလုံးတော် chelsea မပြတ်နိုင်တော့ဘူးလို့ယူဆတယ်ဗျဒါကြောင့်နေမယ်ဆိုရင်တော့ကျွန်တော်ဘန်ဖီကပဲစဉ်းစားသင့်ပါတယ် ကိုအပေါ်ကပူကောင်းလောက်မယ်ထင်ပါတယ်เนาะအဲ့တော့တေပွဲတော့ဖြစ်ဖို့တော့ຢากိုင်းတော့များမယ်ထင်တယ်ဝမ်းဝမ်းဆိုရင်တော့ကိုပေါ်လစ်မယ်ဆိုတော့ဒီပွဲကနည်းနည်းလေးတော့မှန်းရခတ်ပါတယ်နေမယ်ဆိုရင်တော့ကျွန်တော်သာဆိုရင်တော့ဘန်ဖီကကြိုက်တယ်ဗျเนาะပြီးရင်ကိုပေါ်အဲ့နှစ်ចောင်းလေးရပဲစဉ်းစားမှာဖြစ်ပါတယ်โอเคပါဒါဆိုရင်တော့ကျွန်တော်ဒီနေ့ဒီ live ဖြစ်မှာကျွန်တော်၃ပွဲပြောပါတယ်နှစ်စားတစ်ပွဲပြောခဲ့ပါတယ်ဂျန်နယ်ပွဲကတော့ကျွန်တော်ရှောင်းထားခြင်းဖြစ်ပါတယ်โอเคအဲ့တော့နောက်ဆုံး live မှာကျွန်တော်အခုဒီ live ပြရတာ ਨੇ ထပ်ပြီးတော့လွှင့်ပါမယ်เนาะနောက်ဆုံး live တစ်ခုပဲကြံပါတယ်အဲဒီမှာ၄သင်းပေါင်းတဲ့အတူနောက်တစ်နှစ်စာပွဲလေးတစ်ပွဲပြောရင်တော့ကျွန်တော်ဒီနေ့ live လေးကိုပြီးပါပြီเนาะ live လေး၃ခုတော့ရှိပါတယ်ဆိုတော့ live လေး၃ခုလည်းအသေးလေးလက်မလေးတယ်တော်တော်ချက်တော့ပြီးတော့တိတ်ပေးကြပါအောင်ညီကိုတွေเนาะကျေးဇူးများတင်ပါဗျာဆိုတော့ဒီ live လေးကိုလည်းကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းတိတယောက်ကျေးဇူးများတင်ပါတယ်ဗျာမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျာ